င်္ဂလာပါရှင် မေလာ31ရက်စနေနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့မြောက်ကလာပါနယ်မော်ဘီရင်ကိုဗစ်19ရောဂါကာကွယ်ဆေးဖီစာထိုးနှံပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်တွင်ကိုဗစ်19ရောဂါကာကွယ်ဆေးဖီစာကိုမေလ29ရက်နေ့ပိုင်းကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင်ရုံးချိန်အတွင်းဆက်လက်ထိုးနှံပေးကြောင်းသိရပါသည်။ မြို့နယ်အတွင်းရှိအသက်16နှစ်အထက်ရှိသူများတက်ကြီရွယ်ဦးများဌာနဆိုင်ရာများအားဥတီအုပ်စုအလိုက်ဆက်လက်ထိုးပေးမှဖြစ်ကြောင်းသိရပါသည် အလာတူမှုတ်ပြီးမြို့နယ်ရင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှဒေါက်တာစောမြထွန်းဦးစီးပြီးမြို့နယ်ကျန်းမာရေးမှအစင်တေဒေါခင်အေဝင်းနဲ့မိခင်ကလေးကျန်းမာရေးဌာနမှဆရာမများကကိုဗစ်19ရောဂါကာကွယ်ဆေးဖီဇာထိုးနှံပေးခြင်းကိုမေလ30ရက်မော်လ2နှစ်အတွင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝဆောင်ရွက်ကြကြောင်းသိရပါတယ်ရုံးဝင်တန်းများနဲ့မိသားစုဝင်များရက်ွက်နေပြီးသူများအားကိုဗစ်19ဖီဇာကာကွယ်ဆေးဆက်လက်ထိုးနှံပေးမှာဖြစ်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့တက လွင်စုံနယ်ဝင်းစော်တို့ကပေးပို့ထားပေးဖြစ်ပါတယ်ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ဗဟန်းမြွနယ်ရင် အခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ဗဟန်းမျိုးနဲ့အခွန်ဦးစီးဌာနမှုယုံအနေနဲ့2025ခုနှစ်ပြည်ထောင်စုရဲ့အခွန်အခါဥပဒေရှင်းလင်းဆွေးနွေးပွဲကို မေလ30ရက်နေ့နနစိနေ့ကရန်ကုန်အနောက်ပိုင်းခရိုင်ဗဟန်းမျိုးနယ်ပြန်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနယုံဗတ်ဆောင်သွန်ခံမောင်းရင်ပြုလုပ်ရာဌာနဆိုင်ရာများနဲ့လုံခြုံရေးများအခွန်ထမ်းပြည်သူများစုစုပေါင်း200ဦးတရောက်ကြကြောင်းသိရပါဗျာ ဆွေနေပွဲတွင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးဦးကံဝင်းကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်ခွန်ဦးစီးဌာနမှဦးရဲဝင်းနိုင်ကအခွင့်အဆိုင်အားတည်တည်တည်ထိုင်သည့်များအားရှင်းလင်းဆွေးနွေးကြောင်းသိရပါသည်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်ထမန်နေစမဲတဲ့ရင်ကတော့ထန်တပင်မြို့နယ်တွင် သမဝါယမအတင်းသာတောင်သူများထံသို့အထွက်တူမြို့စပါးများပေးရတဲ့တဲ့ရင်ဖြစ်ပါတယ် တမဝါယံမှာအတင်းသားတောင်သူများအအထွက်တိုးမျိုးစပါးများအပေးရခြင်းခံနာကိုမေလာ29ရက်ရှင်ကိုတိုင်းဒေသကြီးထန်းပင်မျိုးနဲ့ကျုပ်ကုံကြီးဝရင်ပြုလို့ရမျိုးနယ်တမဝါယံမှာဦးစီးဌာနဦးစီးအရာရှိဦးဝင်းစောကအမစကားပြကြပြီးကျုပ်ကုံစိုက်ပျိုးရှင်နဲ့အထွေထွေလီမိတက်တမဝါယံမှာအတင်းနဲ့ရှင်းတင်စိုက်ပျိုးရှင်နဲ့အထွေထွေလီမိတက်တမဝါယံမှာအတင်းများမှအတင်းသားတောင်သူများအအထွက်တိုးမျိုးစပါးများကိုတာဝန်ရှိသူများကပေးရကြကြောင်းသိရပါတယ်ဒီသတင်းကိုရစင် ထိုက်ကပေးပို့ထားပေးဖြစ်ပါရရှင်။နောက်ဆုံးနေ့စမဲတင်ကတော့ကျဲချီနီနဲ့ရှေးဦးပြူစုချင်းအသိပညာပေးဟောပြောပေးပြုလုပ်တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းနေသားချင်းရန်ကုန်မြို့တော်စီပင်သားရဲကော်မတီကကျဲချီနီနဲ့ရှေးဦးပြူစုချင်းအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကိုမေလ30ရက်နေ့နက်9:00နာရီတွင် မြို့နယ်စီပင်သားရဲကော်မတီပြည်သူ့ကျန်းမာရေးဌာနရုံးချုပ်ကိုလွန်အစည်းအဝေးခံမောင်းရင်ပြုလုပ်ကြောင်းသိရပါတယ်။ ရွှေဦးစွာဌာနမှူးဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြင့်တန်းထွန်းကအဖွဲ့မှစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးစက်ချင်နေသူနာပြည်တော်ဖွဲ့မှဦးစီမှုဒုတိယတန်းလေးချင်းဦးအောင်မှုထွန်းနဲ့ဗိုလ်တော်ထောင်မြို့နယ်စက်ချင်နေသူနာပြည်တော်ဖွဲ့ဒုတိယမြို့နယ်တပ်ဖွဲ့မှဦးရန်ပိုင်တို့ကစက်ချင်နီနဲ့ရွှေဦးပြည်သူချင်းအကြောင်းတီကောင်းစရာများကိုစာတွေလက်တွေသိရောက်ပြခြင်းများဖြင့်အသိပညာပေးဟောပြောကြားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ခင်ဝင်းကပြပူထားပေးဖြစ်ပါတယ်